CD 650ချက်ဘူးအမေရိကန်ရဲ့ New York ဘောကြောင်းလဲကျွန်တော်တို့ဘာသာပြန်လေးလုံးရဲ့မတွန်းနိုင်ဘူးလားမီရီဟာရေကောက်ပွဲကိုနိုင်ငံတော်ဝန်ကပြည်သူတွေစိတ်ဝင်စားအောင်ပိုစတာတွေလက်ကမ်းစာဆောင်တွေထုတ်ဝေပြီးတော့ပေမဲမဖြစ်အောင်လက်တွေ့လက်ချင်းမှုတွေပြုလုပ်ပေးခဲ့ပါတယ်။နိုင်ငံရေးပါတီ20ကျော်နဲ့အရက်ဖက်အဖွဲ့အစည်းတရာကျော်ဟာတနိုင်ငံလုံးကိုလွှမ်းခြုံပြီးတော့မဲပေးရင်းဆန်ရာအသိပညာတွေပေးခဲ့သလို တိုင်းသားတွေရွေးကောက်ပွဲအကြောင်းလွယ်လွယ်ကူကူသိရှိနိုင်ဖို့တိုင်းသားဘာသာစကား၅မျိုးနဲ့စာအုပ်ထုတ်ဝေပေးခဲ့ပါတယ်။မဲဆန္ဒရှင်ပညာပေးတဲ့အပိုင်းကိုဖိဖိစီစီလုပ်ခဲ့ပြီးလေးလာတဲ့အပိုင်းကိုမလုပ်ခဲ့ပေမဲ့ပညာပေးတဲ့နေရာမှာလူတိုင်းရွေးကောက်ပွဲကိုစောင့်ကြည့်ကြဖို့ပညာပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ကျွန်တော်က၅မျိုးမလုပ်နိုင်ဘူးပေါ့နော်။ Observer ရှိတယ် Voter Education နှစ်ပိုင်း ရှိပါတယ် observer ရော education ရောတက်လို့ရင်ဟာသွားမှာဆိုလို့ကျွန်တော်တို့ observer အပိုင်းကိုကျွန်တော်လွှတ်လိုက်တာပါ education education ပြီးတဲ့နေရာမှာလဲလူတိုင်းဒီ observer ဖြစ်အောင်ကျွန်တော်တင်ပေးပါတယ်ကုမဲအလဟာသမဖြစ်အောင်လို့ပယ်မဲမဖြစ်အောင်ပြီးတော့မဲယုံတာဝန်သူတို့ရဲ့တာဝန်ပေါ့နော်မဲယုံမို့တာဝန်ကအစကျွန်တော်တင်ပြပါတယ်အဲ့ခါကျတော့ကျွန်တော်ကိုယ်တိုင်မဖြစ်ရင်တောင်မှဒီမဲကင်ပြီးမှမဲယုံသွားတဲ့လူတယောက်ကလည်းသူက observer ဖြစ်သွားတယ်အဲ့လိုလိုနင်းအဲ့လိုမျိုးကျွန်တော်တင်ပေးပါတယ် 2010ရွေးကောက်ပွဲထက်စာရင်2015ရွေးကောက်ပွဲမှာမဲလက်မှတ်နမူနာဖနိုင်းတွေကို ပုံစံနမူနာပေးနိုင်ခဲ့လို့ပြည်သူတွေအားလုံးပါဝင်လာစေဖို့ဆိုတဲ့တိုက်တွန်းချက်တစ်ခုကိုတကယ်ပေးနိုင်ခဲ့တယ်လို့မတ်ရွှေကြီးဝင်းကပြောပြပါဗျာ ကျွန်တော်တို့2010တော့လည်းရေးကောက်ဒီ voter education training လေးပေးခဲ့ပါအဲ့ဒီခါကျရင်ဟိုကျွန်တော်ပညာပေးရဆိုနှစ်ပိုင်းရှိတာပေါ့အဲပုံမှန်အတွေ့အကြုံရှိပြီးသားတန်းတက်တက်ပြီးသား level ပေးတာနဲ့ဒါမှကျေးလက်ပြီးသူဒီလိုလိုကြတော့စာတက်မှုမှာအခြေခံ refugee ရဲ့ name ပါတယ်ပေါ့နော်ခါကျရင်တို့တို့အတွက်ဆုံးဆောင်မှုရှိရအယုတ်ကလေးတွေနောက်ပြီးတို့တို့နားလည်လွယ်တဲ့ဘနိုင်းနဲ့ poster တွေဒီလိုမျိုးရရဖြစ်တို့တို့အတွက်သုံးမှတ်မိလွယ်တာပေါ့ ဒီမှာ2010တုန်းကကြာဒါမျိုးတွေကခက်ခဲတယ်။နောက်ကအဲ့ဒီမှာအခုလိုပြည်အောင်ရေးကောက်ဘောကော်မရှင်နဲ့ပေါ်သေးတဲ့အတွက်အသက်မှတ်ထားရတဲ့ပုံစံတွေလည်းမရှိဘူး။ကိုနီစနဲ့နဲ့ကိုထုတ်ကြတာဒတိုင်းပြည်လုံးနေနဲ့အသုံးမမြအောင်ဘာကြောင့်လဲဆိုတော့ဒါကိုယ့်အကိုစံထုတ်တာဘူး။ဒီခါကျတော့ပြည်အောင်ရေးကောက်ကော်မရှင်ကလည်းအသိမှတ်ပြုတယ်။ဟိုအားလုံးတပင်းကြီးဖြစ်တယ်။ clear message လို့ခေါ်တာပေါ့နော်။ဒတိုင်းပြည်လုံးဒီပုံဆိုတာကအရန်ကောင်းတဲ့တပင်းကြီးပေါ့နော်။ဒီလိုမျိုးထူးခြားချက်လေးတစ်ခုတော့ရှိပါ။ clear message ပေးနိုင်ခဲ့တယ်ပေါ့။မီရင်ကိုရက်ဖက်အဖွဲ့ကြီးတစ်ခုဖြစ်တဲ့ The Serenity Initiative TIS ကတည်ထောင်တာလည်းဖြစ်ပါတယ်။2015ရွေးကောက်ပွဲမဲပညာပေးအနေနဲ့ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်ဘက်တွေကိုတွားရောက်ပြီးတော့တိုင်းသားတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တာလည်းဖြစ်ပါတယ်။မြမရွေးကောက်ပွဲအကြောင်းအရာဥပဒေနည်းဥပဒေကျင့်ဝတ်တွေနဲ့နိုင်ငံတကာကရွေးကောက်ပွဲတွေက နိုင်ငံတချို့ရွေးကောက်ပွဲပြုလုပ်ပုံတွေ2015ရွေးကောက်ပွဲရလဒ်တွေကိုထည့်သွင်းထားတဲ့ website တစ်ခုကိုလည်း Mirin ကလွှင့်တင်ထားခဲ့ပါတယ်။